မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာပါလေအဲနောက်ထပ်အခုဟိုကျွန်တော်တို့ပဲခူးတိုင်းဘက်မှာเนาะပဲခူးတိုင်းကျွန်တော်ညောင်ကျိုးဘက်ကိုเนาะညောင်ကျိုးဘက်ဒီပြည်အပတ်ချမ်းတွေမှာကျွန်တော်တို့ဒီလူကယ်တွေစီကယ်တွေ အကောင်လုံးကယ်တည်တဲ့ကိစ္စလေးလည်းကျွန်တော်တင်လိုက်တယ်ပေါ့နော်အတင်လိုက်တဲ့အခါမှာကျွန်တော်သတင်းပြန်ချရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် Telegram မှာတင်တာပါကျွန်တော် Telegram ကိုလာ join ရေနော်စကားပြောကျွန်တော်ရှင်ဟာကျွန်တော်အကောင်လုံးလက်ခံစကားပြောပါတယ်အဲ့တော့အဲ့မှာဟိုတခြားထောက်ထားလေးနဲ့ကျွန်တော်တင်ပြပြီးပြပြပြီးတယ်ပြပြီးတဲ့ခါမှာတော့အဲ့မှာလည်းအခုဆိုရင်ကြက်ကြက်မက်မက်ဆောင်ရွက်နေတာတွေ့ပါတယ်တဲ့နော်ဟုတ်လားအဲ့တော့အဲ့တော့ကျွန်တော်အဲ့တော့ခဏကောင်းမောင်းရေးတယ်နော် ရင်းပါလေရင်းဆက်ငါပူကြီးတည်နေနည်းနည်းတော့ပြောပြပေးပါလားတဲ့ရင်းဆက်ငါပူကြီးတည်ကိုနည်းနည်းပြောပြပေးပါဆိုတော့ပြောပါမယ်ပြောပါဒီနေ့တော့မပြောချင်သေးဘူးเนาะဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ကိစ္စကကျွန်တော်စောင့်ကြည့်နေပါလေเนาะရင်းဆက်ငါဆိုတာခလာရ15ပေါ့ဗျာเนาะမိုးညင်းမှရှိပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းမပြောချင်တဲ့စကားတစ်ခုပါတို့ပါတော့လည်းပဲကျွန်တော်တို့ကမှအာဒီပေါ့เนาะဒီလင်မယားရဲ့ဘက်ကမရက်တည်ရဲ့သူရက်တည်မယ်ဗျာเนาะအဲ့တော့ အဲ့ကြောင့်ကျွန်တော်ညားပါလေလို့အများကြီးရှိပါသေးတယ်ကျွန်တော်ပြောစရာရှိပါသေးရနော်ကျွန်တော်စောင့်ကြည့်နေတယ်လိုအပ်ရင်အချက်လက်တွေအားလုံးကိုထုတ်ပြသွားမယ်နော်အချက်လက်တွေအကုန်လုံးအကုန်လုံးချပြသွားမယ်မလိုအပ်သေးဘူးပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့လည်းအဲအဲ့ဒီမှာဒီပေါ့ဒီနှစ်ယောက်တည်းကိုဒီလင်များနှစ်ယောက်ကိုဝိုင်းပြီးတော့အဲဒါမျိုးလေးဖိတာလေးတွေခင်ဗျားတို့မရက်ရင်ကျွန်တော်တို့ကလည်းအဲသူတို့ဘက်ကနေပြီးတော့တခြားရွေးချယ်စရာမရှိတော့ဘူးနော်ကျွန်တော်ချပြသွားလိုက်မယ်သူတို့ကိုလည်းသွားပြီးအခုဆိုရင်ကောင်မလေးက main main ငယ်လေးอ่ะဗောနော် ဖုန်းတော့ကိုင်းခွင့်မရှိတော့ဘူးเนาะအဲသူဖုန်းတွေကသိမ်းခံတာလေဘယ်ကိုသတင်းဘယ်ကရောက်လဲသတင်းကဘယ်ကရောက်လဲမမေးနဲ့เนาะကိုမောင်သည်ငားတကောင်လုံးနှုတ်လို့ပါအကိုမောင်စီရောက်တာအကြောင်းမဟုတ်ဘူးဗောနော်ခင်ဗျားတို့အဲ့ဒီ DPP ဘာရောက်တယ်ငားသတင်းเนาะဟုတ်ပြီလားအဲ့တော့ DPP ဘာရောက်တယ်เนาะရောက်နေပြီအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တီးသန့်ပြောပါမယ်เนาะတီးသန့်ပြောဖို့ရှိတယ်လို့အဲ့ကျွန်တော်အချက်လက်တွေအကုန်လုံးချပြသွားမယ်เนาะအဲမလို့အဲ့လိုရှိရင်ဘာတွေဖြစ်ကုန်လဲဆိုတဲ့ခါကြတော့ ျွန်တော်ကညောင်မြစ်တွင်းပုတ်တယ်မှာပေါ်လာခါကြအဲ့ဒီမြင်တဲ့ခါမှာရည်ကျင်လိုက်တာလေးကျွန်တော်တလားအဲ့တူ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 နေဩဩဩဟုတ်လားဆိုတော့အဲ့တော့ကျွန်တော်ဘလောက်ဒီညာတာဆိုတာသိစေချင်တယ်ကျွန်တော်တို့ကလည်းခင်ဗျားတို့ကကိုယ်ဖုံးပေါ်ပြတ်သားမယ်ဟိဆိုရင်တော့ကျွန်တော်တို့ကလည်းပြတ်ပြတ်သားသားတယ်ပဲဘလောက်ဟောမယ်ရှေ့လျှောက်ကတော့ကျွန်တော်လည်းပြတ်သားတော့ပေါ့ဗျာနော်အကူကူတဲ့တထိန်ကောင် ပြောဆိုနေတာ အကိုအနေနဲ့ရတော့เนาะအကိုကိုကြိုက်တဲ့သူဆဲလို့ရတယ်เนาะအကိုကိုပြောလို့ရတယ်အကိုကိုကြိုက်တဲ့သူတွေကြိုက်တယ်လို့ပြောလို့ရတယ်အကိုလုံးဝစိတ်မဆိုးတတ်ပါဘူးเนาะအထူးသဖြင့်အဲ့ဒီ channel ဒီမှာလဲဆဲဆိုပြောဆိုနေတာပဲအကိုစိတ်ဆိုးတတ်တာမဟုတ်เนาะဒါလည်းတို့ရဲ့အခွင့်အရေးပေါ့လေเนาะကျွန်တော်တို့တော့မှာပဲအကျွန်တော်တို့ကဒါ Umin online ကိုလည်းကျွန်တော်ဆိုပြောတာရစရာမရှိအောင်ပြောတယ်လို့သူများတွေကဝေဖန်လာကြတယ်ကျွန်တော်လည်းပြောပါတယ်ဒါကျွန်တော်ရဲ့အခွင့်အရေးပါအထူးတူပဲကိုမမောင်လည်း အဲကျန်တဲ့ channel တွေကဝေဖန်ပြောဆိုနေရရှိတယ်။ဒါလေးပုံမှန်လဲကိုမောင်မောင်စိတ်မဆိုးဘူး။စောနာတက်ထင်းတယောက်ကအခုကိုပြောရဲဆိုတာလေမြင်ပါလေမြင်လို့ဆိုရင်မဲ့လေဩစစ်တပ်ကဟိုကိုရီးယားကိုရီးထောက်ပံ့တဲ့ဟိုဘာမဆိုကိုရီးထောက်ခံတဲ့နော်ထောက်ခံတယ်ကိုရီးယက်တီတဲ့အဖွဲ့အစည်းကစစ်တီတယောက်ကကိုရီးကိုပြောတာပဲလေနော်။အဲ့တော့ဒါလည်းသူခွင့်ရပါသူပြောပိုင်ခွင့်ရှိပါတယ်နော်။အဲ့တော့အားကြောင့်မလို့ကောနော် ခမရကိုတဲ့နော်ခမရကိုမောင်ခမရကလည်းကိုဘုံကိုလည်းဝိုင်းဝင်းကိုဘုံကိစ္စဆန္ဒပြောပြသွားပါပြီနော်ညောင်ကျိုးချင်းလေးပြောပြပါရဲအားရကျွန်တော်ပြောမယ်နော်ကျွန်တော်ဒီနေ့ကိုဘုံအတွက်ပဲပြောချင်တာလည်းပါတယ်နောက်တစ်ခုတချို့ဟာလေးတွေပေါ့အဲ့တော့ဟုတ်ပြီဒီနေ့အမ်ဆန္ဒကကျွန်တော်တို့တဝင်းရံတွေပေါ့နော်ကျွန်တော်ပြောဆိုလိုက်လို့အဆင်ပြေသားလေးတွေအတွက်ကျွန်တော်ပြောပြချင်တယ်နော်နောက်တစ်ခုကကျွန်တော်ဒီနေ့ကပြောလိုက်တယ်နော် ERB မှာစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်ကျွန်တော်စီတည်င်းချက်လိုက်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ဖြစ်ရတွေကိုကျွန်တော်စုံစမ်းနေစုံစမ်းကြည့်တဲ့အခါမှာအတီးပြူပြီးတဲ့အခါမှာကျွန်တော်ဒါအဒီတည်င်းကိုကျွန်တော် ပြောခဲ့ရပါတော့ပြောခဲ့တဲ့ပြောခဲ့သည့်လျောက်လည်းအထက်ရရှိအစဉ်စဉ်ကဒီအဲစစ်မှုတန်းကိစ္စနဲ့ပတ်သက်ပြီးဆောင်ရွက်ပေးရလေးကိုကျွန်တော်အရန်ကိုကျင်းပ်မိပါတယ်ပေါ့နော်အဲကျွန်တော်တို့ကတော့ပြည်သူတွေကျင်းပ်ဖို့ပြည်သူတွေဘက်ကရက်တည်တာပါပြည်သူစစ်စစ်နော်ဟိုပြည်သူမဟုတ်ဘူးဟိုဘယ်လိုခေါ်မလဲဆိုတော့ပြည်သူအနီးခံထားသောတော်လန်ရေးအားဖြည့်တယ်ဆိုတော့ပြည်သူမဟုတ်ဘူးနော် အကျွန်တော်တို့ကတော့နီနီပြပြဝဝစိမ့်စိမ့်ဟာကျွန်တော်တို့ပြည်သူတွေပါအဲ့တော့တကယ်ဒီရွာ300ကိစ္စမှာစစ်မှုထမ်းကိစ္စမှာတရားမှုလေးကကြုံလာတယ်ကြုံလာတဲ့အခါမှာသူတို့မှအကာအကွယ်ပြောဆိုပေးမယ်သူမဲ့လာတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်တို့လုံနိုင်တာလေးရပါလေဆိုလို့ရှိရင်စွမ်းနာကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့ကပြောပေးတဲ့အခါမှာအခုအဲ့ကိစ္စလေးကလည်းအခုထပ်ကတည်ပြီးတော့ပြပြလည်းဖြည့်ရှင်းနေဆိုတော့ကြားသေးရတော့ကြောင့်မို့လဲကုံမောင်နေနဲ့စိတ်ချမ်းသာပါတော့ခင်ဗျာနော်အဲ့လေးကတော့အဲ့နှစ်ခုပေါ့ဗျာအောင်မြင်သွားတယ်ပေါ့အဲ့တော့ အဲကျွန်တော်တို့ဒါမျိုးတွေပြောဆိုနေတာစစ်တပ်ကိုเนาะစစ်တပ်ကိုဒုက္ခရောက်စေချင်တာเนาะပြီးတော့နာဆာကောက်ဒုက္ခရောက်စေချင်တာမဟုတ်ပါဘူးအဲကျွန်တော်တို့မှမပြောပြရင်လည်းဒီကိစ္စတွေကပြောမဲ့သူမရှိတဲ့အတွက်ကြောင့်မခင်ဗျားတို့လည်းသိမှာမဟုတ်လေเนาะအဲနောက်တစ်ခုသိတာကကျွန်တော်ဒီ think tank ပုံစံမျိုးသွားတာပါ think tank ဆိုတာလေအ ျွန်တော်အချက်လက်တစ်ခုတွေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ဒီပြုဖို့ကျွန်တော်အမျိုးမျိုးစူးစမ်းပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံပေါ်မှာကျွန်တော်အခြေခံတယ်စာပေပေါ့နော်နားလည်ထားမှုတွေပေါ်မှာအခြေခံတယ်နောက်တစ်ခုလက်တွေ့သမားတွေပေါ်မှာအခြေခံတဲ့ပြင်ကိုပြည်သူပေါ်မှာအခြေခံအားလုံးပေါင်း၄ဆင့်လောက်ကျွန်တော်ဒီနော်၄ဆင့်လောက်အာကျွန်တော်ဒီပြုဖို့စူးစမ်းပြီးတော့မှသာလင်ကိစ္စရက်တစ်ခုကိုကျွန်တော်ပြောပါတယ်နော်အဲ့ဒါကြောင့်မလို့အာအနည်းဆက်ဆုံးနဲ့အမှန်ကန်ဆုံးဖြစ်ဖို့ကျွန်တော်အကောင်းဆုံးစူးစမ်းတယ်နော်ဟုတ်ပြီ ဲ့တော့အားလုံးကဟုတ်ပြီအားကြီးကြတော့လေနော်ဟိုနားလိုက်တယ်ကိုစောဝိုင်းကြီးထူထောင်ခံနေရတဲ့ပုံပဲအဲ့မလေးအဲသူအကြံမှုကျွန်တော်ဆက်လာပြောရနော်သူတခီးနည်းနည်းကျန်းနိုင်တယ်လို့ကျွန်တော်ပြောတယ်အဲ့တော့အကြံမှုအားလေးကိုခင်ဗျားတို့ဝိုင်းဝင်းပြီးတော့အဲ့တော့ခင်ဗျားတို့အနေနဲ့ကလည်းအဲ့လိုမျိုးကျွန်တော်တို့ဟိုပြောနေတဲ့သူတွေပုံမှာပြတ်သားတော့မလာပြနော်အတူတောင်မှခင်ဗျားတို့ပုံမှာဘယ်လောက်ညားခဲ့တယ်လဲဟလာခင်ဗျားတို့ကသူ့ကိုမညားတော့ဘူးလားပေါ့နော် အရာကြီးကြောင်းလေးပြောပြပါအောင်တဲ့1မိနစ်ကိုတဲ့ချက်နှုံးတော့ပြစ်နေတာအရာဝဒီကနော်ဟိုကျွန်တော်တို့ပသိမ်မုံရလမ်းရှိတယ်ဗျာသိလားပသိမ်မုံရလမ်းအရှိတ်ဘက်မှာကအဲအရှိတ်ဘက်နဲ့အနောက်ဘက်ဆိုတာရှိတာနောက်ဘက်ဆိုလို့ရှိရင်ယူမဘက်ကတ်သွားပြီအဲ့ဘက်ချမ်းမှာတော့အေးအေးလေးခိုအောင်နေတယ်တက်ရဲ့စိုးမုံမှုမရှိတော့ဘူးနော်မရှိတော့ဘူးအဲ့တော့ ARO ရဲ့ဒီဘက်ချမ်းပေါ့ ARO ရဲ့ကျွန်တော်တို့ရှိဘချမ်းဆိုလို့ရှိရင်တော့အဲ့ဒါတက်ကစုံမှုရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ အဲအချိန်တွေကအရှိတ်ဘက်ချမ်းပါအဲနောက် AR ဒီကျွန်တော်တို့ဟိုပသိမ်မုံရလမ်းရဲ့အနောက်ဘက်ချမ်းပါတော့အရာရာဖြစ်နိုင်တယ်ပေါ့ဗျာနော်ပသိမ်မုံရအရှိတ်ဘက်ချမ်းပါတက်ဆုံမှုမှုရှိပါတယ်အဲ့တော့ ARV နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပေါ်မှာတချို့ဝေဖန်မှုတွေမြင်တတ်တယ်ပေါ့နော် ARV နဲ့ပတ်သက်ပြီးတော့တဲ့အဲကိုမမောင်ဟာတဲ့ကိုမမောင်လို့တော့သူတို့မပြောစလိုပါဘူးနော်ကိုမမောင်ကိုသတင်းမလွှင့်တဲ့ပုံစံမျိုးပြောနေပေါ့နော်အဲ့တော့ကိုမမောင်လည်းအဲ့အရာတွေကိုပြန်ပြီးတော့ဖြည့်ရှင်းကျင်ပါလားဖြည့်ရှင်းကျင်ပေမဲ့သူ့ရဲ့ဆွဲချက်တွေ argument မခိုင်ဘူးပေါ့နော်ခိုင်လို့ဆိုတော့ဘယ်လိုကောင်းလဲဥပမာပြကိုမမောင်က သူက comment မှာရေးရတယ်ဟာငါ ARE မှာနေတာပေါ့ကွာဘာမှမဖြစ်ပါဘူးအဲ့တော့ comment စကြည့်လိုက်တဲ့အခါကိုမမကအရေးတူလောက်ရမယ် comment မျိုးမဟုတ်ဘူးဖြစ်တယ်အဲ့တော့ကြည့်လိုက်တယ် ARE မှာတော့ဘာဖြစ်မှာလဲကွာဟောနော်ဥမာပြီးကိုမမကစီရေးတစ်ခုဖြစ်နေတယ်ပေါ့နော်ဘယ်နေရာမှာဖြစ်နေတယ်ဆိုပြီးကိုမမပြောလိုက်မယ်ဟာဒီနေရာမှာငါနေတာပေါ့ကွာဘာမှမဖြစ်ပါဘူးဆိုတမျိုးဥမာပြီးပန်းတော်ကြီးရွာကြောင့်ကိုမမပြောနေတယ်အပြောတဲ့အခါမှာဟာပန်းတော်ကြီးရွာမှာငါနေတာပေါ့ကွာဘာမှမဖြစ်ပါဘူးဆိုလို့ရှိရင်တော့ဒီပေါ့လေ အဲ့ဒါဆိုတော့ကိုမောင်ကပြန်ပြီးတော့ဖြည့်ရှင်းမှာပါလိုအပ်ရင်လည်းကိုမောင်ပြောတာရင်းနဲ့ပတ်သက်မှားတာတွေအားလုံးကိုလည်းကျွန်တော်ကပြန်ပြီးတော့ဗောနော်ဟိုပြန်တောင်းပန်ပေးပါပါအဲ့တော့အရာကြီးနဲ့ပတ်သက်ပြီးတော့ကိုမောင်ပြောတာရင်းအားလုံးကိုအဲအချက်လက်အလက်နဲ့ဘယ်မှာပြောတဲ့နေရာအတိအကျထောက်ပြနိုင်မယ်ဟေ့ဆိုရင်အဲကိုမောင်နေနဲ့အတန်းရှင်းပေးပါမယ်ဗောဗျာနော်အတန်းရှင်းတော့မဟုတ်ဘူးဘယ်လိုခေါ်မလဲကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ပေးပါမယ်ဗောဗျာနော်ဆိုလိုချင်တယ်ဘန်ဒိုဂျီအဲ့ဒီပသိမ်မုံရလမ်းရဲ့ကျွန်တော်တို့ အဲ့ဒါလည်းပြောမှာပါအဲ့အကြောင်းအရာကိုများသွားတယ်ဘာကြောင့်ကျွန်တော် live မပြောဘဲနေတာနည်းနည်းကြာသွားပြီเนาะအဲ့တော့ပသိမ်မုံရွာလမ်းရဲ့ကျွန်တော်အနောက်ဘက်ပေါ့ဗျာเนาะအနောက်ဘက်မှာတော့တော်တော်လေးအခြေအနေကအခြေအနေကစစ်တပ်အတွက်ဗျာများအောင်လုပ်နေတဲ့ပုံစံသွားတွေ့ရတယ်အဲ့ဒါလည်းပသက်ကျွန်တော်အချက်လက်တွေကြာထောက်ပြပြီးပြောပါမယ်เนาะကျွန်တော်ပြောစရာအများကြီးရှိပါတယ်ဘယ်လောက်ကြာတယ်ဆိုတာအစကျွန်တော်တရားရှင်းပြပါမယ်เนาะဘယ်လောက်ရလက်တွေဆိုတာအစပေါ့เนาะ၃လေးလေးအခြေအနေတဲ့เนาะ သုံးလေးလေးအချိန်တွေကတော့ဆောနာကျွန်တော်ပြောသလိုစစ်တီတွေ AC စီကျွန်တော်တို့သွားပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုရှင်အဲဈေးကူတောက်ပြရသွားသလိုကျွန်တော်တို့ဒီတက်ရင်နေလဲကျွန်တော်တို့အမှ66တက်ရင်နေဖြစ်ပါလိမ့်မယ်တက်ရင်တွေကအသုံးလေးလေးရဲ့ကာကင်းအနေနဲ့ရည်ချင်တော့တိုက်ပွဲဝင်နေတယ်တိုက်ပွဲဝင်နေတဲ့အကြောင်းမလို့အသုံးလေးလေးကလက်ရှိအခြေအနေထိပန်းပန်လေးရပါဘာမှမဖြစ်ပါဘူးနော်အဲ့လိုပဲပြောရမှာပါနေတိုင်းလိုက်ဆွေးပြပါကိုမောင် စခန်းတွေလည်းပါနေတာအမြင်ပါပဲအေးပေါ့ခင်ဗျားတို့ကြီးရတာကတော့ကရင်ပြည်နယ်ကစခန်းတွေပါတာကိုပြောတာထင်ပါတယ်နော်အဲ့တော့ကရင်ပြည်နယ်ကတော့ဘယ်လိုခေါ်လဲနည်းနည်းဟုတ်တယ်ကျွန်တော်တို့ရှက်ကိုတော်တော်ရှက်ဖို့ကောင်းကျွန်တော်ကရင်ပြည်နယ်ဘက်ဆိုလို့ရှိရင်အခုချိန်ကြီးကျွန်တော်သတင်းမကြည့်သေးဘူးဒါပေမဲ့ဒီမလေးလာတိမစုံစမ်းနေဘူးဗျာတမင်ဖောင်မစုံစမ်းနေတာဟုတ်လားမစုံစမ်းနေတာအဲ့တော့အဲတကီမီနဲ့ပတ်သက်လို့ရှိရင်ကောင်းပါတယ်အပါပါဗျာနော်အဲ့လိုပဲပြောပါ စစ်ကြောင်းမထိုးတော့ပါဗျာပါဗျာတဲ့စစ်ကြောင်းထိုးရင်တဲ့တော်ခွေးတွေ AR မှာနာကားနေပြီအေးဗျာနော်အဲ့တော့အားကြောင့်မလို့တခါရလဲခင်ဗျားဘာအကွက်တွေနော်ကျွန်တော်ဘာအကွက်တွေလဲမသိဘူးအဲ့တော့အဲ့နဲ့ပတ်သက်ပြီးဆက်ပြောအောင်နော်ကျွန်တော်ဒီနေ့အကြောင်းအရာအရင်ထပ်သွားမှာဆိုလိုပါပြီးတော့ live လည်းအရင်ရှေ့သွားမှာဆိုလိုနော်ဒီကိုလေးအဲ AR အဲ့ဒီဘယ်လိုခေါ်မလဲကျွန်တော်တို့ပသိမုံရလမ်းရဲ့နောက်ဘက်ကျမ်းကအခြေအနေတွေကျွန်တော်ကကနနာထောက်ပြပြီးပြောပါမယ်ဘယ်တိုက်ပွဲဘယ်မှာဘယ်လိုရလက်တွေဆိုတာစပြောပါမယ်နော်ပြောပါမယ်အရှိအရှိတိုင်းပေါ့ဗျာနော် အထွတ်တူကျွန်တော်ကြောက်ဖြူအချင်းတွေလည်းကျွန်တော်သိထားသမျှပေါ့နော်ကျွန်တော် share ရပါမယ်နောက်ထပ်မတရားကျွန်တော် share ရပါမယ်အဲကျွန်တော်နောက်ထပ်စစ်တွေကျွန်တော်သိထားသမျှကျွန်တော်ပြောပါမယ်ကရင်ပြည်နယ်လည်းကျွန်တော်သိထားသမျှကျွန်တော်ပြောပါအောင်နော်အဲ့တော့အာသိထားတဲ့အားလုံးကိုကျွန်တော်ဝေမျှပါမယ်နော်တောင်းလို့သိချင်နေပါပဲလေနော်ဟုတ်ပါလားဒီလေအဘကွက်တွေတဲ့ပွေးကွက်တွေပဲဖြစ်မှာပါနော် ကာကြွယ်ပြူဟာဆိုအထင်မသေးပါနဲ့နော်နည်းနည်းကြာဒီလိုနောက်စီရမယ်မှတ်လားအပေါ့အဲ့လိုမနောက်ပါနဲ့နော်ဟုတ်လားကာကြွယ်ကြီးအဲ့လိုဒီမနောက်ပါနဲ့ဟုတ်လားမြန်မာပြည်ပြန်လာရဲလာပြကုံမောင်းတဲ့အာပြန်လာရဲပါလေလို့အဲ့ဘာကြောင့်လူဆိုတာတသက်မှာတခါတော့ဟိုတေးရမှာပဲလေနော်ဘယ်သူပဲဖြစ်ပါကိုယ်တက်တဲ့သူလည်းသူလည်းတေးရမှာပဲနော်သူကိုယ်တက်လည်းသူတေးရမှာတနေ့မဟုတ်တနေ့ရတာတေးရမှာပဲနော်အချိန်မတူတာပဲရှိနေအဲ့ဒါကြောင့်မို့လို့ အသေးချင်းတရားနဲ့ပတ်သက်ပြီးတော့သေချင်းတရားတွေပတ်သက်ပြီးတော့ကိုလှုပ်လှုပ်ရဲလှုပ်ချင်တာမလှုပ်ရဲဘူးဆိုတော့မရှိပါဘူးเนาะအကယ်ကြုံလာစုံလာမဲ့ဟိဆိုဒါကိုရွေးရတဲ့လမ်းပဲလေဗျာเนาะကိုပြောရတဲ့စကားတွေပဲဒါနဲ့ပတ်သက်ပြီးတော့အဲရောက်ကြုံလာမြတ်ကံတရားကိုရင်ဆိုင်ဖို့လည်းအသင့်ပါပဲเนาะကိုမောင်မြန်မာပြည်ပြန်လာရဲပါတယ်လာလာချင်ပါတယ်เนาะ ARV စစ်ရိတ်တွေထက်ရှိလာဖို့ရှိလာနေလေတဲ့ ARV စစ်စစ်ရိတ်တွေထက်ရှိလာဖို့ရှိလာဆိုတဲ့ခါကျတော့ရှိတယ်ဘာကြောင့်ရှိလဲဆိုတော့ AA က အဲဒီသဘုံတွေအချင်းနေပေါ့နော်သဘုံတော်တွေကဟိုကျွန်တော်တို့တုံးသက်ကြည့်တာသဘုံတော်တွေကရရှိရတဲ့တည်းကကျွန်တော်တုံးသက်ကြည့်တာအေးအေးတစ်ဖွဲ့တိုက်တာမဟုတ်ဘူးအဲ့ဒီမှာဗမာစကားမတက်တော့တိုင်းသားသဘုံတွေပါတယ်ဘာသဘုံလဲဆိုတော့နောက်မှကျွန်တော်တို့ဆက်လက်ပြီးတော့အတွင်းစဉ်းပြစ်ကိုလိုက်ပါမယ်နော်အဲ့ဒါကြောင့်မလို့ ARC စီရိတ်စီရိတ်ဆိုတာအဲ့ဒီတက်ကစိုးမိုးထားတဲ့ဘက်ကိုတော့တို့လာရဲမှာတော့မဟုတ်ဘူးပေါ့ဗျာနော်အဲတက်ကစိုးမိုးမှုရှိအာနေသွားပြီအဲ့မှာတို့ခံစစ်တွေပါတိစပြစင်နေပြီးနေပြီစံဆက်တွေရှိနေပြီးရိတ်ခါတွေ စုနေပြီเนาะအဲ့တော့သူတို့ရလှရှားမှုတွေပုံစံတွေအထိကျွန်တော်တို့သုံးသပ်ဖို့ရှိပါတယ်เนาะလှရှားမှုတွေကလည်းအရင်ကိုလှင်မြန်ပြီးဟိုတကွက်ဒီတကွက်နဲ့တက်ကိုအလုံများအောင်လို့လုပ်တဲ့အခြေအနေမျိုးတွေတော့တွေ့ရတယ်အဲ့တော့စိရိတ်ကတော့ရှေ့ကိုဆက်တိုးဖို့ကြတော့လဲတက်ရှိပါတယ်เนาะတက်ကလည်းသူတို့လိုင်းမရှင်းဘူးလိုင်းရှင်းမရှင်းတာတော့သူတို့အကြောင်းရင်းနဲ့တော့ရှိမှာပါဗျာเนาะမြန်မာပြည်ကြီးပြန်ကောင်းနိုင်အောင်မလန်ကြီးလေဆိုတော့ဟုတ်ကဲ့ပါကိုကြီးမြန်မာပြည်ကြီးကတော့စိတ်မဆိုးနဲ့เนาะ တတော်ကြီးကိုစောင့်အောင်ပါပါမြန်မာပြည်ပြန်ကောင်းဖို့မြန်မာပြည်အခြေအနေကတော့မလွယ်ပါဘူးခင်ဗျာနော်ဘာကြောင့်လဲဆိုတော့ဦးမင်းအွန်လိုင်းအနေနဲ့လည်းသူ့ရဲ့လှုပ်ရက်တွေလှုပ်ရက်တွေလှုပ်ရက်တွေမှာအာဖြစ်တင်တာထက်ဖြစ်ချင်တာကိုသွားနေတာတွေပုံများတယ်နော်အဲ့တော့ဖြစ်တင်တာကိုလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုကိုလှုပ်ဖို့လိုအပ်တယ်သူ့ကိုယ်သူယုံကြည်နေတော့မဲလားသူ့စစ်တပ်ကိုယ်သူယုံကြည်နေတော့မဲလားဆိုတော့ကြည့်ရမှာပါလေနော် တော့သူ့ကိုသူယုံကြည်လုံးလို့သူ့ရဲ့ဒီဘယ်လိုဟောမလဲအစီအစဉ်နဲ့အဂျန်ဒါတွေကအလုပ်လုပ်တယ်ဆိုရင်တော့မှပဲအနိုင်ဆုံးကတော့15နှစ်အနိုင်ဆုံးပါအနိုင်ဆုံး15နှစ်ပါနော်အေးလုံးဝအလုပ်မလုပ်ဘူးဆိုလို့ရှိရင်တော့တီအီနဲ့ဒုက္ခရောက်နိုင်တယ်ပေါ့ဗျာနော်ချိန်ချင်းတော့ပြန်ကောင်းလာမှာပါတဲ့မြန်မာပြည်သားတွေကုန်ရင်အမ်ကိုပြန်သိမ်းတာဘာအမ်ကိုပြန်မသိမ်းတာဘာကြောင့်လဲကုန်မအောင် အမ်ကိုပြန်သိမ့်ဖို့နေနေတတ်တာအခုလက်ရှိ သိမ့်ဖို့ဆိုလို့ရှိရင်သိမ့်နေဆိုတဲ့ဇာတ်ကိုအာကျွန်တော်တို့မပြောနိုင်ဘာကြောင့်လဲဆိုလို့ရှိရင် တက်က သိမ့်လို့ရတဲ့နေရာမသိဘူးနော်အဲ့တော့သူများသိမ့်မိသားဟာဆိုရင်ဟောလာမစင်းစားနဲ့ပေါ့ကနော်ကိုသိမ့်လို့ရပါတယ်ဆိုတဲ့အရာတော့မှမသိမ့်မဲနဲ့နော်သိမ့်ရတော့တော်တော်ကြောက်နေတာဘာကြောင့်လဲတော့မသိဘူးသားအဲ့တော့သိမ့်ပါတယ်ဆိုတဲ့အလုပ်ကိုသူတို့မလုပ်ချင်တာပေါ့ကနော်အဲ့တော့ပမာလူမျိုးတွေတဲ့နော် ော6ဖြစ်ကုန်ပြီစစ်မတိုက်ရဲတာကိုအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောအောင်လို့ဖြစ်နေတယ်နော်ပြောအောင်လို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီတစ်ခါပြောလိုက်ပါမယ်အဲ့တော့ဒီကတော့မိုးကြွှေကိုစစ်ကောင်းဆောင်နေကြပါမိုးကြွှေကိုစစ်ကောင်းဆောင်နေဆိုတာမျိုးကတဘုံကဟိုဒီစစ်သူရတဘုံတွေအားလုံးကအရာရှိတယောက်ဖြစ်ဖို့ဆိုရင်အစင်စင်တိုက်ပွဲဝင်ပြီးတော့မှဖြစ်တာနော်အရာရှိကအရှိရသွားတာတဘုံညာတာနော်ဟာငါပြတ်လို့ကတော့ချွင်ချက်ပါလေနော်ဟိုအစီအွားလို့ကတော့အနောက်မှနေတာ တော်တော်များများသောတပုံတွေကျွန်တော်ဟိုတုန်းကနားလည်ထားအခုနောက်ပိုင်းတပုံတွေကျွန်တော်မသိပါဘူးအခုတပုံတွေကရှေ့တန်းမှာအတူတူတိုက်ပြီးတော့ရာရှိဆိုတဲ့နေရာကိုရောက်တာဟာတိုက်ရိုက်ခိုက်ရိုက်နဲ့ရောက်တာကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ဟိုအခုတက်မှာဖြစ်နေတဲ့ပုံစံကအရင်ဆုံးဘယ်လိုခေါ်မလဲဆိုတော့တင်တန်းကစင်းပြီဆိုတော့အပွင့်တင်အပွင့်တပွင့်ရပါတော့ဗျာတပွင့်နှစ်ပွင့်ရလို့ဆိုဘယ်လိုသွားလဲဆိုရှင်ကျွန်တော် young step ပေါ့နော်တကယ်မလားအထိုင်တက်တွေမှာအထိုင်တက်တွေစစ်မတက်ရတဲ့တက်တွေအရင်ဆုံးရအောင်ရွေးကြတာတကယ်မလား ပတ်စံရမယ့်နေရာတွေအထိုင်တက်တွေယုံစတက်ပေါ့အကုန်လုံးအဲ့နေရာတွေကိုပဲရအောင်လို့စီယုံအဲ့နေရာကိုအယူဆုံးသွားကြတာအဲ့ဒီကနေပြီးတော့ယာတူကမတိုးတော့ဆိုတော့သူတို့တက်တန်းလျောက်တော့တိုးတော့ပါဗျာနော်တပွင့်နှစ်ပွင့်တိုးတယ်သုံးပွင့်တိုးတယ်ပေါ့ဗျာနော်အေးတကယ်တကယ်တမ်းမောင်မင်းကြီးသားများကိုနော်စစ်သားမတိုက်ဘူးလားယဉ်ယုံကြည်ကြည်နဲ့အပွင့်တင်လိုက်တဲ့အခါမှာနော်တရင်မှုလို့ပေါ့တင်လိုက်တဲ့အခါမှာဟဲ့ကောင်းတယ်သူတို့တွေဘယ်လိုခေါ်မလဲဆိုတော့အကုန်လုံးတော့မဆိုးလို့တော်တော်များများဟာ ဘာအတွေ့အကြုံမှမပါစစ်မတိုက်ဘူးဒီကြည်တန်တန်ကြားရင်တော့မှပဲဘယ်လိုခေါ်မလဲဆိုရှင်နည်းနည်းအခက်ခဲတွေရင်ဆိုင်နေရတဲ့နှာခေါင်းမြေကြီးတူးတဲ့ဘဝတွေရောက်နေတတ်တယ်။အဲ့တော့အဲ့အတွက်ကြောင့်မို့လို့အခက်ခဲကပါလဲဆိုလို့ရှိရင်အဲ ODS ခေါ်မလဲဆိုလို့ရှိရင်ပေါ့နော်စစ်တီဘဝကနေပြီးတော့အရာရှိဖြစ်နိုင်တယ်ဆိုတဲ့လမ်းကြောင်းကပိတ်သွားတာအဲ့ဒါပြဿနာရှိတယ်။အဲ့အတွက်ကြောင့်မို့လို့ ဲ့လိုလူမျိုးတွေကကြောင်းမှာစေယုံစေယုံကနေကြောင်းကြောင်းရောက်တော့ဘုံမှုဖြစ်တယ်ဘုံမှုကနေတက်ရင်မှုဖြစ်တယ်တက်ရင်မှုဖြစ်တဲ့အခါကြီးကဲရောမေတက်ရင်နေရင်ဥဆောင်ဆိုတဲ့ပုံစံနဲ့ကြာကြအောင်သူတို့မှာကျန်တနတ်တန်တော်မကြားဘူးတဲ့အခြေအနေမျိုးတွေဖြစ်ပြီးတော့ပြေးတဲ့သူကပြေးနှာခေါင်းမြေကြီးတူးတဲ့သူကသူအရင်လက်တဲ့သူကလက်ဟေးအဲ့ဒီတော့ကြောင်းမို့လို့ခင်ဗျားတို့စစ်တပ်မှာအဓိကပြဿနာကလေအဲ့ဒါပဲနော်အဲ့ဒါအဲ့ဒါအဓိကပြဿနာဖြစ်နေတယ်အမိုးကြွေကိုသူဟာမူတည်ရင်မူများပါဗျာနော် အဲအခုဖြစ်နေပုံစံကျွန်တော်ခလုံးပြောချင်တာဗျာတိလားကျွန်တော်အချိန်မလောက်တော့လို့အဲဘလို့ဟောမဆိုတော့တချို့တက်ရေးမှုတွေဆိုလို့ရှိရင်စစ်တိုင်းရင်အရာရှိအရာငယ်စစ်တီလေးတွေကိုယူလို့လွတ်လိုက်ပြီးတော့သူတို့ကတနေရာမှာအေးအေးဆေးဆေးနတ်နေတာနော်အဲပြီးတော့မှဟိုသွားသလိုလိုဒီသွားသလိုလိုနဲ့တခါလဲစီးရေးလို့ပြီးပြန်လာတာနော်အဲအဲ့လိုမျိုးတွေကလည်းရှိတယ်အဲ့တော့အခုဘာလုပ်အောင်လဲဆိုလို့ရှိရင်ခင်ဗျားတို့အဲတက်မတော့အကုန်လုံးမဟုတ်ဘူးနော်တော်တော်များများမှဖြစ်နေတယ်အဲ့တော့အဲ့ဒီအချိုးတွေကိုဘယ်လိုပြင်မလဲပေါ့နော် တက်မလို့ကြီးတစ်ခုလုံးကိုတော့ကျွန်တော်မပြောလို့ပဲအဲ့ဒါတွေကများနေတယ်ဗီဒီယိုဆိုပြီးပြီပြေးပြီးဆိုလို့ရှိရင်ဒီခါလဲရာရှိကအရင်ကဦးအောင်လက်တဲ့ကောင်းတယ်နော်အရင်ကပြေး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 ကုန်လားစခန်းနေကြတာအဘာမဟုတ်အရင်ကပြေးကြတာတနက်ချာကြီးပြေးတဲ့ကောင်းနဲ့ဒီမှာနေလားငါလားသူတွေကိုသူရဲဘော်ရဲဘက်စိတ်နဲ့တိုက်မယ်ဆိုတော့စိတ်မရှိပဲနဲ့ပြေးမယ်ဆိုတဲ့ကောင်းလေးပြများနေတာအဲ့ဒါကြောင့်မလို့ပါဗျာနော်အဲ့တော့ဘာလုပ်မလဲအကောင်းဆုံးလုပ်တင်တာကတော့ ဘလိုမျိုးဒီပြဿနာကိုဖြေရှင်းမလဲနော်ဘလိုမျိုးဖြေရှင်းမလဲပေါ့နော်နေဆုံးတော့စစ်တီတွေကိုတနက်ကြီးသုံးကြီးသုံးတော့တော့ပေးဖောက်ပါနော်ဘာကြောင့်ဆိုကြီးရမဖောက်ဘူးခါကြတော့တနက်တန်အောင်တိုင်းကြတဲ့ခါကြတော့ rifle တန်ရဟိုဘက်နဲ့ကြီးတန်တော့ကျဲတာဟုတ်ကျွန်တော်ကြားဘူးတော့ဆိုနော်ကျွန်တော်တီးရကျွန်တော်လေးလာဖတ်တာဘူးလို့ဆိုလို့ရှိရင်နော်အဲ့တော့အားလေးသိထားပါနော်ဒီနေ့နိုင်ရေကန်အခြေအနေမကောင်းဘူးဆိုတာဟုတ်လားကွန်မောင် အာနဲ့ရေကန်အခြေအနေကကောင်းပါလေနော်နဲ့ရေကန်အခြေအနေဘယ်သူပြောလဲမကောင်းဘူးနဲ့ရေကန်ကအေးအေးအခြေအနေမကောင်းတာနော်အေးအေးအခြေအနေမကောင်းတာအဲ့ဒီနဲ့ရေကန်နဲ့ဆိုလို့ရှိရင်အမ်ပေါ့နော်အမ်ဘတ်ချမ်းပါအာအေးဖြစ်နေဖြစ်နေရခိုင်ပြည်နယ်လည်းဖြစ်နေဖြစ်နေကျွန်တော်တွေလည်းဆက်ပြောကြတယ်နော်တောင်ခမ်းနဲ့အားရတဲ့ကောင်မကြီးတဲ့ဟုတ်တယ်တောင်ခမ်းအားရရနော်အဲ့တော့ကောင်မကြီးတဲ့စစ်တပ်က PDF စစ်တပ်နဲ့ PDF ဘယ်သူကောင်းတယ်လဲ PDF ကောင်းသည်ရှိမကောင်းတော့လဲကျွန်တော် PDF ကိုမပြောလို့မကောင်းတော့လဲမပြောလို့သူတို့ကစေတနာလေးတွေရှိတယ် PDF ကတိထားမှာပါလဲဆိုတော့သူတို့ဒီအလုံးမဟုတ်တာကိုလှုပ်ပြီးတော့တော်လိုင်းကမြင်းညော့ထနေတာကိုဆိုတာအလုံးမဟုတ်တာကိုလှုပ်နေတာဘာမှလည်းထိရောက်မဲ့အဖွဲ့အစည်းမဟုတ်ဘူးနိုင်ငံတစ်ခုလုံးလုံးကိုဥဆောင်နိုင်တဲ့လက်နက်ကင်လည်းမဟုတ်ဘူးဥဆောင်နေတဲ့လက်နက်ကင်တက်ကို အားနည်းအောင်လှုပ်ပြီးတော့ဒီအမိကျက်အမိစာခေါင်းကျက်ခေါင်းစာနော် ီသဘုံနေရဲ့ထိုးနှက်ခြင်းခံရအောင်လို့အချင်းချင်းတစ္ဆာဖောက်နေတဲ့အဖွဲ့အစည်းဖြစ်နေတာတလွဲစမင်ကောင်းနေတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်အားလုံးနဲ့သုံးသပ်မိလိမ့်မယ်ကျွန်တော်ဟုတ်အရင်ကဆိုရင် NUG နဲ့ PDF နဲ့နော်ဒီဒေါ်လာရေးချောင်းကို PPCC ကျွန်တော် like တွေပြောတာရှိတယ်အခုနောက်ပိုင်းဘာကြောင့်မပြောလဲဆိုတော့ဒီလူကြီးအစ်စ်တော်မရှိတော့တာဘာမှဘာမှဒီဒေါ်လာရေးဆိုဘာမှမဟုတ်တော့နော်အဲ့တော့ကျွန်တော်တို့အခုချိန်မှာ အကျွန်တော်တို့လက်ရှိအရေးကြီးတဲ့ကိစ္စတွေပဲပြောမယ်ဆိုလို့ရှိရင်အရေးမပါအရာမရောက်တဲ့ဒီ PDF လိုမျိုးနော်ဒီ NUG လိုမျိုးဒီတော်လန်ရေးလိုကိစ္စမျိုးကျွန်တော်တို့စကားနဲ့ထည့်ပြောစရာမရှိတော့ဘူးနော်အာကျွန်တော်တို့ကတကယ်တမ်းခုပြောနေတာစစ်ရေးနဲ့တက်မလို့အတွက်အရေးကြီးတယ်ဒီဒီတိုင်းသားတပုံနေနော်စစ်သေးကြောတပုံနေအမိချက်အမိစားခေါင်းချက်ခေါင်းစားနိုင်ငံယူတပုံနေကိုနော်ဒီကိစ္စအဓိကအရေးကြီးတဲ့ကိစ္စကိုကျွန်တော်အဓိကပြောနေတာဖြစ်တယ်အဲ့တော့တို့တော်လန်ရေးအုပ်စုအနေနဲ့ကတော့ အကျွန်တော်တို့ကတက်တဲ့ဒီလိုမျိုးပြောနေတဲ့အချိန်မှာတက်ကိုကျွန်တော်တို့ကဒါမျိုးပေါ့ဝေဖန်တဲ့အချိန်မှာတို့ရဲ့အလုပ်ကဘာပဲရှိလဲဆိုလို့ရှိရင်ဟီဟီဟာဟာနဲ့เนาะကျွန်တော်တို့ကကျွန်တော်တို့တို့ခေါ်တယ်ပြဘောမပါဗျာတို့ကြောင်ရောင်းဆုံးဘောပတ်မပါဗျာเนาะအဲ့တော့အခုတက်မလို့ရေဆိုင်နေရဒီတိုင်းသားလက်နက်ကိုင်ကြီးကြောင်းပါเนาะဒီတိုင်းသားလက်နက်ကိုင်ဒီနိုင်ငံယူစစ်သွေးကြွဟလာအမိချက်မိစားကောင်းချက်ကောင်းစားတွေနဲ့ပြဿနာပဲကျွန်တော်တို့ကအဓိကထားပြီးပြောနေတာပဲဒီ PDF ကတော့ပုံမှန်လင်းလင်းပြောမယ်တလွဲစပင်ကောင်းပြီးတော့ဘာဆိုဘာမှเนาะဟိုဖြစ်မြောက်လာမယ့်အဖွဲ့အစည်းမဟုတ်ဘူး သူတို့လုံနေတာတခုပဲရှိတယ်သူတို့ကကဲစစ်တပ်ကိုတိုက်မဲ့အဖွဲ့ဆိုအေအေတိုက်မယ်ဆိုအေအေနဲ့သွားပူးပေါင်းပြီးအေအေနဲ့တိုက်ပေးမယ်နော်အဲ့တော့ဒီမြောက်သုံးကောင်သာဟိုဒါမျိုးပဲတပုံမထခဲ့ဘူးဆိုလို့ရှိရင်ဒီ PDF တို့ NUG တို့ဆိုတာမျိုးကစစ်တပ်ကရေးအစ်တယူတော်ထည့်လို့စဉ်းစားမှာမဟုတ်ဘူးနော်အဲ့တော့မြောက်သုံးကောင်သဘုံထားတယ်မြောက်သုံးကောင်သဘုံထားတဲ့အခါမှာအဲ့တို့အနေနဲ့ပြေးပြီးတော့မြောက်သုံးကောင်ဖမ်းပြီးတော့ကတ်တယ်အဲ့မြောက်သုံးကောင်ရှိရနေပြီဟာလာတို့အញ្ញမ်းမုံတဲ့စစ်တပ်ကိုစိတ်ခံစားချက်တစ်ခုနဲ့သွားကူနေတယ်အဲ့တော့ PDF ဆိုတဲ့ NUG အဖွဲ့စီကဘယ်အဆင့်နဲ့ရှိတယ်လဲဆိုလို့ရှိရင်နော်အလုံးမဟုတ်တော့အလုံးလုံးပြီးတော့နော်စစ်တပ်ကိုဒုက္ခပေးတဲ့အဆင့်မဒုက္ခပေးရဆိုတော့သူတို့တစ်ဖွဲ့ပေးလို့မရအောင်ဒီသဘုံတွေနဲ့ပေါင်းပြီးတော့နော်သူ့လူကိုယ်ပတ်တာပရိုကောမန့်ဆိုလို့ရှိရင်ဒီနိုင်ငံယူသဘုံတွေကိုဟိုဘယ်လိုခေါ်တခိုးတရိုးကန်းတွေအဖွဲ့စီအဆင့်နဲ့ရှိရတဲ့အတွက်ကြောင့်မလို့အရေးတယူထည့်ပြီးတော့သူတို့တော်တော်စဉ်းစားစရာမလိုဘူးပေါ့ဗျာနော်နောက်ကြနေပြီဒီဘက်မှာပြန်နေပြီ ကလေးတွေကြောင်းတက်တာတွေ့တာအယံဝန်တာလဲဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့နော်ကျုံခံနေတယ်ဟုတ်ကဲ့နော်ကဲဟုတ်ပါပြီကျွန်တော် like လေးတွေဒီနောက်မှာပဲရက်ပြရစီနော်ကျွန်တော်တို့အေးအေးဆေးကြရင်အဒီချက်ပို့ပြီးအရေးကြီးလေးနဲ့တာလဲကျွန်တော်ပြောပါမယ်ဒီနေ့ကတော့အာဒီလောက်မှာပဲကျွန်တော်ရက်ပြရစီကိုဖုံးကိစ္စလေးရဲ့ကျွန်တော်တို့ကျွန်တော်တို့ speaker တွေပေါ့နော် speaker လို့လည်းပြောလို့ရတယ်ကျွန်တော်ဆိုရှင်စီးရေးနိုင်ငံကြီးတုံးသက်တူပြရပါ speaker လို့လည်းကျွန်တော်ပြောလို့မရပါဘာကြောင့်လဲဆိုတော့ speaker ဆိုတော့သူက speaker အတိတ်ပဲကိုက အဲသူအနေနဲ့တော့ကျေလောင်ဆိုတာသူပြောပေးတာပဲเนาะကျွန်တော်ကြာလဲဖြစ်နေပြက်နေရလေးကိုသုံးသက်တဲ့ဘာတွေဖြစ်နိုင်တယ်ဘာတွေမဖြစ်နိုင်ဘူးเนาะဘာတွေတော့ဖြစ်နေပါပြီဘယ်လိုတော့လုပ်သင့်ပါပြီဆိုတဲ့ပုံစံလေးကျွန်တော်ကသုံးသက်တဲ့ဈေးနိုင်ငံရေးသုံးသက်လေ့လာသူတယောက်ပါကျွန်တော်လေ့လာသိရှိတာမရအောင်လဲအဲကျွန်တော်နဲ့အတူတူကျွန်တော်တို့ပဲသိရှိနေမှာပဲလေเนาะကျွန်တော်ခင်မင်းနဲ့သူတွေအားလုံးပြန် share ခြင်းဒီလိုလုပ်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့ဘာဖြစ်တော့တန်းနဲ့တွေ့မယ်ဆိုရင်တော့ကိုဘုန်းတို့လိုပဲ speaker လေးပေါ့ဗျာเนาะအဲ့တော့သူတို့တွေရဲ့ခန်းခန္ဓာလေးတွေဟာ ကျောင်းနိုင်ငံအတွက်ပဲဖြစ်ဖြစ်တက်မလို့တက်ဖြစ်ဖြစ်ပြည်သူတက်ဖြစ်ဖြစ်အတိုင်းအတာတစ်ခုထီတော့เนาะခင်ဗျားတို့အကျိုးရှိခဲ့ပါတယ်အဲ့တော့သူတို့ကလည်း speaker ဖြစ်သည့်တိုင်တော့ကခင်ဗျားတို့ညားခဲ့တယ်သူတို့တက်နိုင်ဆုံးပြန်ညားညားတာပေးပါလို့เนาะအဲနောက်တစ်ခုအနေနဲ့ကတော့ဒါကျွန်တော်တံပြူလေးပြောလိုက်လို့စစ်တီလေးရောက်40ဗျာစေးဟုတ်သွားတက်နိုင်တယ်เนาะအဲတချို့ပြောမှဒီစီမှုန်းကိစ္စလေးအများကြီးစင်ပြေသွားတယ်ဟုတ်လား အထို့သူပြည်သူတွေကိစ္စချင်းရတယ်မှာအများကြီးဆင်ပြေသွားချို့နေရမှာဆိုတော့ရှင်စစ်တီတော်တော်များအသက်တွေအများကြီးကျွန်တော်တို့ပဲပြုနေပြောကျွန်တော်တို့လိုမျိုးပေါ့နော်ကိုဖုန်းတို့လိုမျိုးစပီကာတွေအကြောင်းနော်ပြောဆိုပြောဆိုပေးတဲ့သူတွေအကြောင်းပေါ့ဗျာနော်အဲစစ်တီတွေရဲ့အကျိုးလေးတွေအကျိုးစီးပွားလေးတွေအဆင်ပြေသွားတာရှိတယ်အဲ့တော့အဒါလေးတွေကိုလည်းထောက်ဆပြီးတော့တက်နိုင်ဆုံးပေါ့ဗျာနော်အဲကြည့်ရှုပေးပါလို့နော်ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်